စာပေရှိသူများအားလုံးပဲမင်္ဂလာပါ The Book Reader YouTube Channel ကနေကြိုဆိုပါရခင်ဗျတို့ရရှင်များနားဆင်နိုင်ဖို့အတွက်ဘဝနေနည်းနဲ့ပတ်သက်ပြီးဆရာရှမ်းမြဝင်းဘာသာပြန်သားတဲ့လေလံမသားဇာအရန်ကောင်းတဲ့ဂိယုမစိတ်ရှင်အမှုပညာဆိုတဲ့စာအုပ်အခန်းနှစ်ကိုထပ်ပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ channel ကနေဘုသူတာဖြစ်ပွေတုတာရတစာပေများကိုအမြဲတင်ဆက်ပေးနေမှာမို့ YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးခင်ဗျာ ဒါဆိုစလိုက်ကြရအောင်ဗျအခန်းနှစ်ပျော်ရည်ဆိုတဲ့ပြဿနာခိုးနှစ်ပေါင်း2500လောက်တုန်းကဟိမဝန္တာတောင်တန်းတွေကြားကတိုင်းပြည်တစ်ခုမှာဘီရင်ကြီးတပါရှိခဲ့ပါတယ်သူ့မိဖုရားကတာဝမင်းလောင်းမင်းလျာလေးမွေးဖွားခါနီးပေါ့မင်းသားလေးမမွေးခင်ကတည်းကဘီရင်ကြီးကဆုံးဖြတ်ပြီးသားသူ့သားတော်ဟာတသက်လုံးဒုက္ခဆင်းရဲဆိုတာလုံးဝမကြုံစေရဘူး လိုအပ်သမျှအရာရာအကုန်ပြီးပြည့်စုံစေရမည်ဟေဆိုပြီးစဉ်းစားထားပါတယ်နန်းတို့တဝန်းလုံးကိုလည်းမင်းသားလေးထွက်လို့မရအောင်တတိုင်းတွေကာလိုက်ပါတယ်မင်းသားလေးလိုလေသည့်မရှိပြည့်စုံအချွေရန်ပေါင်းစုံနဲ့ထားပါတယ်ဒီလိုနဲ့ပဲလူဘဝရဲ့ဒဏ်တွေကိုမတိပဲမင်းသားလေးရဲ့ကလေးဘဝကုန်ဆုံးလာပါတယ်ကလေးဘဝတလျှောက်လုံးလိုလေသည့်မရှိနေရပေမဲ့မင်းသားလေးဟာအသက်နည်းနည်းကြီးလာတော့တို့တို့ခါသီးတဲ့လူတယောက်ဖြစ်လာပါတယ် ဘလောက်ပဲပြည့်စုံပါစေမကြေရှမ်းနိုင်ဘူးပေါ့ဒါနဲ့ပဲအရာရာအတိတ်ပဲမရှိအနှစ်သာရမရှိတဲ့ဟာတွေဖြစ်လာပါတယ်ပြဿနာကသူ့အဖေဘယင်ကြီးဘာတွေပဲပေးပေးဘရောမှမလုံလောက်ဘူးဘာအတိတ်ပဲမှမရှိဘူးဆိုပြီးခံစားလာရတာပါတညတော့မင်းသားလေးတတိုင်းအပြင်ကိုခိုးထွက်ပါလေရောအပြင်မှာဘာများဒီထက်စိတ်လှုပ်ရှားစရာရှိမလဲပေါ့လေသူ့အစေခံတယောက်အကုန်ညီနဲ့ရွာလေးကိုထွက်ကြည့်တယ် အဲ့ဒီမှာရွာထဲမှာမြင်ရတာတွေကြောင့်မင်းသားလေးအထိတ်တလန့်ဖြစ်သွားပါတယ်ဘဝမှာပထမဆုံးဒုက္ခဆင်းရဲဆိုတာကိုသူတွေ့လိုက်ရတယ်နာကျင်အိုဟစ်နေတဲ့သူတွေအိုမင်းရွတ်တွနေတဲ့သူတွေနေစရာမရှိငက်နေတဲ့သူတွေဖျားနာနေတဲ့သူတွေတေခါနင်းဖြစ်နေတဲ့သူတွေမင်းသားလေးနန်းတို့တွေကို ပြန်ရောက်တော့ကိုကိုကိုဝေခွေးမရတွေဖြစ်လာပါတယ်သူမြင်ခဲ့ရတာတွေကိုဘလို့လက်ခံရမလဲဆိုတာမသိဘူးဖြစ်နေတာပေါ့ စိတ်သက်တွေကြာပြီးမြင်မြင်သမျှပြဿနာရှာတော့တာပါပဲလူငယ်ပြည်ပြည်နောက်ဆုံးတော့ငါဒီလိုဖြစ်ရတာငါ့အဖေကြောင့်ပဲဆိုပြီးကောက်ရှက်ရှားလိုက်ပါတယ်ဒီကြွေဝချမ်းသာမှုတွေစည်းစိမ်တွေကြောင့်နောက်ဆုံးမှမင်းသားလေးဟာနန်းတော်လေးကထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါလေရောမင်းသားလေးကတကစ်ဖေးတူသားသူမလေးအကြံကြီးတစ်ခုနဲ့ဒီတိုင်းတော့ထွက်မပြေးဘူးဟေငါမှရှိသမျှစည်းစိမ်တွေဂုံပုတ်တွေအကုန်လွှင့်ပြေးပြီးလမ်းဘေးမှာဖြစ်တယ်လို့နေမယ် ငတ်မယ်ပြက်မယ်မရှိရင်တောင်းစားမယ်ဒီလိုစဉ်းစားထားတာပါနောက်တညကျတော့မင်းသားလေးနန်းတော်တဲကထွက်ပြေးပါတယ်ဘတော်မှမပြန်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်လေးနှစ်လုံးလုံးလမ်းဘေးမှာအလေအလွင့်လိုနေပြီးလူအလွာဟိုးအောက်ဆုံးအထိဆင်းပြီးဒုက္ခတွေခံလိုက်ပါတယ်သူထင်သားတယ်လို့ပါပဲကြီးလိုက်တဲ့ဒုက္ခဘယ်မလိုတော့ဖြစ်ပါတယ်တခါတလေတရက်လုံးမှ ပေးတစ်စေးလောက်ပဲစားရတဲ့အထိပါနောက်ထပ်အနှစ်နင်းနေထက်ကြာသွားပါတယ် တစ်နှစ်နှစ်နှစ်ထက်ကြာဘာမှဖြစ်မလာဘူးဒီမှာမင်းသားလေးတစ်ခုခုကိုသဘောပေါက်စပြုလာပါတယ်ဒုက္ခဆင်းရဲဆိုတာတကယ်ဆိုးပါလားငါသိရှင်တဲ့အသိဉာဏ်တွေလည်းဘာမှရမလာဘူးနဲ့နေတဲ့ပြေဝတဲ့နားလည်မုံတွေလည်းရောက်မလာဘူးအခြားသူတွေအားလုံးသိတဲ့အရာကိုမင်းသားလေးအဲ့ဒီတော့မှသိသွားတာဒုက္ခဆင်းရဲဆိုတာတကယ်ကိုဆိုးတဲ့ဟာကြီးပါလားဆိုတာဘာမှလည်းနဲ့နေအတိတ်ပဲပြေဝတဲ့အရာလည်းမဟုတ်ပါလားချမ်းသာကြွားတယ်လို့ပဲဆင်းရဲတာလည်းအတူတူပဲ အတိတ်ပဲမရှိပဲစင်ရစံဟိချမ်းသာစံကွာ ဆိုပြီးကြိုးစားနေုံနဲ့လင်းနဲ့မုံးလေရှိလာမှာမဟုတ်ဘူးဆိုတာနားလေသွားတယ်ဆိုပါစို့ငါလေငါအဖေလိုပဲကြောင်တော်တော်အတွေးခေါ်တွေလိမ့်လို့နေပါလားဒီလိုလုံးနေတာရက်မှဆိုပြီးသဘောပေါက်သွားပါတယ်စိတ်တွေတော်တော်ရှုပ်သွားတယ်မင်းသားလေးဟာအဲ့ဒီတော့မှသူ့ကိုယ်သူဆေးကျုပ်တန့်စင်ပြီးမြေကမ်းဘေးကတစ်ပင်ကြီးတစ်ပင်အောက်ကိုသွားပါတယ်ဒီတစ်ပင်အောက်မှာငါထိုင်မယ်စဉ်းစားမယ် ငါလိုချင်တဲ့အဖြစ်မရရင်မထဘူးဆိုပြီးဆုံးဖြတ်လိုက်ပါတယ်၄၁၉ရဲ့တိတိမင်းသားလေးအဲ့ဒီတစ်ပင်အောက်မှာမလုံမရက်ထိုင်ပြီးစဉ်းစားပါတယ်အဲ့ဒီမှာနားလေမှုညံတွေတူတူများများရရှိသွားပါတယ်အဲ့ဒါတွေထဲကတစ်ခုကဒလောပါဘဝဆိုတာကဒုက္ခတစ်မျိုးပဲချမ်းသာတဲ့သူကလည်းချမ်းသာလို့ဒုက္ခတွေတွေ့ရတယ်လို့ဆင်းရဲသူကလည်းဆင်းရဲလို့ဒုက္ခတွေတွေ့ရပါတယ်မိသားစုရှိသူကလည်းမိသားစုရှိလို့ဒုက္ခတွေရှိတယ်လို့ တကောင်ကြက်ကလည်းတကောင်ဒေးမို့လို့ဒုက္ခတွေရှိပါတယ်။တာယာမှုတွေနောက်လိတ်သူတွေလည်းတာယာမှုတွေကိုတက်မှတ်လို့ဒုက္ခဆင်းရဲရောက်တယ်လို့တာယာမှုတွေကိုရှောင်ရှားတဲ့သူကလည်းဒါတွေမရှိလို့ဒုက္ခရောက်ပြန်ရောဒုက္ခဆင်းရဲမှန်သမျှအတူတူပဲလို့ပြောတာမဟုတ်ပါဘူး။တချို့ဒုက္ခတွေကနင်းနေပိုတက်တာတော့ရှိတာပေါ့။ဒါပေမဲ့အလုံးဘဝဆိုတဲ့ဒဏ်ကိုခံရတာတော့အမှန်ပါပဲ။နှစ်အတူကြတော့မင်းသားလေးက သူတွေ့ရှိတဲ့အတွေ့အခေါ်တွေကိုအလုံးနဲ့မျှဝေတင်ကြားပေးပါတယ်။အဲ့ဒီအတွေ့အခေါ်တွေထဲကအတိကအကြဆုံးတစ်ခုကဒုက္ခဆင်းရဲဆုံးရှုံးမုန်းဆိုတာရှောင်လို့မရဘူး။ဒီအရာတွေစီကနေထွက်ပြေးဖို့ကြိုးစားနေတာကိုရက်ကြားဆိုတဲ့အတွေ့အခေါ်ဖြစ်ပါတယ်။ဒီမင်းသားလေးကတခြားသူမဟုတ်ပါဘူး။ဗုဒ္ဓဖျားရှင်ကိုတော်တိုင်ပါပဲ။ကျွန်တော်တို့ရဲ့ခံယူချက်အယူဆတော်တော်များများမှာဆွေးနေတဲ့အဆွေးတစ်ခုရှိပါတယ်။လူရွှင်ရှင်ဆိုတာ နီးနဲ့စနစ်နဲ့ဖန်တီးယူလို့ရတယ်ဆိုတဲ့အဆွေးဈေးကြောင်းဝင်ခွင့်ရအောင်ကြိုးစားသလိုခက်ခက်ခဲခဲ လက်ကိုအယုတ်တခုပြီးအောင်ဆက်ရသလိုလမ်းညွန်လက်ဆွေးနဲ့လိမ့်နာလှုပ်ယူလို့ရတယ်လို့ထင်ကြပါတယ် x ကိုရအောင်လှုပ်ရင်တော့ငါပြောမယ် y နဲ့တူအောင်လိမ့်နေရင်ငါပြောမယ် z လိုလူမျိုးဖြစ်မှငါပြောမယ်စသဖြင့်ဒီအဆွေးကမှတကယ့်ပြဿနာအစ်စ်ပါပြိုရှင်မုန်းဆိုတာအဖြစ်ထုတ်လို့ရတဲ့ပု္ပ္ပာတကူတသက်မဟုတ်ပါဘူး မကျင်တဲ့ချက်တွေခက်ခဲမှုတွေဆိုတာလူဘဝရဲ့မရှိမဖြစ်အစိတ်အပိုင်းတွေဖြစ်ပါတယ်။တင်းကြီးနဲ့ပျော်ရွှင်မှုအစစ်ကိုရဖို့ခက်ခဲခြင်းတွေဆိုတာရှိကိုရှိမှဖြစ်မှာပါ။ဒီအတွေးခေါ်ကိုကျွန်တော်ဉာဏ်မီတလောက်ဗန္တာဝဝံတကောင်ကိုနမူနာထားပြီးရှင်းပြပေးပါမယ်။အာမနာတတ်သောဗန္တာအခုခေတ်စားနေတဲ့စူပါဟီးရိုးတွေကိုဟီးရိုးတကောင်လောက်သာဖန်တီးခွင့်ရရင်ကျွန်တော်ဖန်တီးချင်တာကအာမနာတတ်တဲ့ဗန္တာတကောင်ပါပဲ။ဝဝတုတ်တုတ်အင်းကြီးတဲတဲလေးတထင်နဲ့ ညလုံးမှာအမေခွင်းနှစ်ကွင်းနဲ့သူ့မဟာအစွန်းကတော့လူတွေအနာသွားသူတို့မကြားချင်စွန်းအမှန်တရားတွေကိုအာမနာရှာမကြိုးသွားပြောတဲ့အစွန်းမှာတအင်းဝင်တအင်းထွက်တကားခောက်ပြီးပြောမယ်ဟာအကိုပိတ်ဆံတွေရှာတာတော့တော်ပါတယ်နော်တို့တို့စိတ်ရှမ်းတာမှာပဲဒါပေမဲ့အကိုကလေးတွေကတော့အကိုကို ရှစ်မှာမဟုတ်ပါဘူးဒါနဲ့အမပြောပြောနေတဲ့တငေချင်းခင်မုံဆိုတာတကယ်တမ်းကြတော့လူတွေအထင်ကြီးအောင်အတင်လုံးနေတာကြီးနော် အာရပါရအမနာပဲပြောပြီးနောက်တအင်းဆက်သွားတို့တို့တို့ပြို့ဖို့ကောင်းပါမယ်စိတ်ညစ်ဖို့လည်းကောင်းပါမယ်စက္ကနေစက္ကနေနာမယ်အမှန်တရားဆိုတာတို့တို့နာတယ်အမှန်တရားဆိုတာတို့တို့နာတဲ့စုတချောင်းပဲမဟုတ်လားအမနာတဲ့ပန္တာကကျွန်တော်တို့လုံးဝမလို့ရှင်ပေမဲ့တကယ်ကိုလိုအပ်နေတဲ့သူရဲကောင်းကြီးကျွန်တော်တို့အာလုံးတမတ်တမောကြီးစားသုံးနေတဲ့အစီအစဉ်တွေကိုအစာထိုးပေးမဲ့တသက်လွတ်အသီးရွက်လိုပါပဲ။ ကျွန်တော်တို့ကိုပိုဆိုပက်ဆက်အမနာရန်ပြိုပြီးတစက်စီဖြစ်အောင်လုပ်ပိုပြီးခန္ဓာရည်ရှိလာအောင်မောင်းပေးမဲ့သူနောက်ဆုံးခတ်မှာမင်းသားတည်သွားတဲ့ရုပ်ရှင်တွေလိုပေါ့နားလေးနာကောင်းလေးကောင်းကျွန်တော်တို့လည်းပန္နာမျက်နှာပုံဆွပြီးခင်ဗျားတို့ကိုခါတူတူအမှန်တရားတွေပြောပါရစေလူသားတွေအတွက်ဒုက္ခဆင်းရဲဆိုတာအင်မတန်အသုံးဝင်ပါတယ်ပြောင်းလဲဖို့အတွက်သဘာဝကပေးတဲ့စစ်တစ်ခွက်ပါပဲလူတွေပြောင်းလဲလာတာဟာ အဆင်မပြေမှုတွေမကျင်နှက်ဆက်တွေကြောင့်ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဆင်မပြေလို့မကျင်နှက်လို့ဒုက္ခရောက်လို့အလုလုတဲ့သူလောက်တီထွန်နိုင်စွန်းရှင်းတန်စွန်းဘယ်သူမှ မကောင်းနိုင်ပါဘူး။လူဆိုတာရှိတာကိုမတင်းမတင်းမရှိတာကိုတမတ်ဖို့သဘာဝကြီးကိုကဖန်ဆင်းပေးထားတာပါ။ဒီမယောင်းရဲ့စိတ်ကြောင့်ပဲကျွန်တော်တို့လူသားတွေကဘာကိုမင်းမုံအုပ်ချုပ်နေတာပါ။ဒုက္ခဆင်းရဲဆိုတာယောဂမဟုတ်ပါဘူး။စွန့်အင်တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ဆိုရင်လေနာရောမှတကယ်အသက်ဝင်လာတာပါချိန်မှထိုင်းနဲ့ဖိနှိုင်ကုန်ရှစ်ထောင်းနဲ့တိတ်မိတာကိုပဲကြည့်ပါငေတပ်ပောင်းအိုးအသက်မရှိတဲ့ခုံကိုယ်တော်ခွေးတောင်းစားဖိနှိုင်ကုန်ဆိုပြီးစေဘေးကောင်ဒီခုံကိုယ်ဒီနားမှာလာထားတာလေကွဆိုပြီးအပြစ်တင်ဒါပေမဲ့တရားစဉ်းစားကြည့်ပါဒီလိုနာရီဆိုတာအကြောင်းရှိလို့နာတာပါကျွန်တော်တို့အာယုံကြောတွေကနာရီဟေးဆိုပြီးလှမ်းတတိပေးနေတာပါ။ဘာတွေလောက်ရင်တော့နာမယ် ဘာတွေကိုရှောင်ရင်တော့မနာဘူးဆိုပြီးတတိပေးနေတာပါ။နောက်ကိုထက်မဖြစ်အောင်လမ်းရှောင်ရင်တတိထလျှောက်တတ်အောင် သင်ပေးနေတာပါ။ဘသူမှအနာမခံခြင်းပင်မဲ့။နာကျင်မှုဟာတိတ်အတုံးဝင်ပါနေ။ငငယ်တုံးကလေးကရှောင်ရမယ့်အရာတွေကိုတတိထားတတ်အောင်သင်ပေးခဲ့တာလေဒီနာကျင်မှုပါပဲ။ကိုအတိုင်းစကိုနားလည်အောင်အမြဲတတိပေးနေတာပါ။မင်းဆိုတာကင်ကျင့်ရင်ပုံမှန်သိအောင်ဘလက်ပေါက်တွေလက်ထိုးရင်ဘာဖြစ်မလဲဆိုတာသိအောင်တတိပေးခဲ့တာပါ။ ဘရောမအနာမခံဘူးဟေဆိုပြီးဇင်ရှိတာတတောင်တန်းတာရှိတာတွေကိုပဲလိုက်ရှာနေရင်တကယ်သေးရရှင်ရဲ့အရှင်မှာဘာမှတက်နိုင်မှာမဟုတ်ပါဘူး။နာကျင်မှုဆိုတာကိုယ်ခန္ဓာမှာပဲရှိတာတော့မဟုတ်ပါဘူး။လူဆိုတာစိတ်ပိုင်းဆိုင်ရာလဲနာကျင်တတ်ပါတယ်။သူတေသနာရှားပွေတွေးရှိရှက်တွေအရဆိုရင်လူတွေဟာတခါတလေစိတ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့ကိုယ်ခန္ဓာပိုင်းဆိုင်ရာနာကျင်မှုကိုခွဲတော်မခွဲတတ်ဘူးလို့ပြောပါတယ်။ကျွန်တော်အရင်ရီစာနောက်တစ်ယောက်နောက် ပါသွားတော့ငါအသေးကိုဓာတ်နဲ့ဆွတ်တယ်လို့ခံစားရတယ်ဆိုတာအပေါ်ပြောတာမဟုတ်ပါဘူးတကယ်ကြီးဓာတ်နဲ့လာလာဆွတ်တယ်လို့ခံစားလိုက်ရတာပါ စိတ်ထဲမှာနားရည်ဆိုတာတခုခုအစင်မပြေဖြစ်သွားလို့အန်ရှိုးသွားလို့ခံနိုင်ရင်မရှိတော့လို့ဖြစ်တာပါ အသားနာတယ်လို့ပဲစိတ်နာရင်းတွေဟာလေခါတလေလိုအပ်ပါတယ်အချို့အရှိန်တွေမှာဆိုစိတ်ကျမ်းမာရေးအတွက်တောင်းကောင်းသေးတယ်မင်းဆိုတာပုံမှန်သိတော့ထပ်မကန်ဖြစ်တော့တယ်လို့ကြာရှုံးမှုတွေမုန်းခံရတာတွေကပေးတဲ့ စိတ်အနာဆိုတာနောက်ကိုဒါမျိုးတွေထပ်မဖြစ်အောင်လေ့ကျင့်ပေးနေတာပါပဲဒီတော့စိတ်ညစ်စရာတွေကိုပပင်းနေတဲ့ဒီနေ့လူအတိုင်းဝိုင်းဟာတိတ်အန္တရာယ်များပါတယ်ဘဝရဲ့အဖို့အထစ်တွေကို မသိရှင်းအောင်ဆောင်နေကြတာကိုယ့်အတွက်တကယ်လိုအပ်တဲ့သင်ခန်းစာတွေမရတော့ပါဘူးစစ်အမှန်တွေနဲ့တဖြည်းဖြည်းဝေးလာကြမှာပါပျော်ရွှင်စွာပျော်ရွှင်စွာအသက်ထက်ဆုံးနေထိုင်သွားကြလေသည်ဆိုတာမျိုးကိုသွားရကြရှင်ကြမိပါလိမ့်မယ်ဒါပေမဲ့ ီကမ္ဘာမှာအမြင့်ပြဿနာတွေအပြစ်ပါဆုံးကုန်မဆုံးနိုင်ပါဘူးစိုးစိုးကပြောတဲ့ပန္နာဝဝံနဲ့အရက်တောက်တွန်းကသူကျွန်ုပ်ကိုပြောဖို့ပါတယ်ခက်ခဲဆိုတာဘလို့မှအပီးတိုင်ပြောင်းမသွားဘူးကွပိုကောင်းတဲ့အခက်ခဲတွေအဖြစ်ပြောင်းသွားတာပဲရှိတယ်တထေကြီးဝါရန်ဘက်ဖက်မှာပိတ်ဆံပြဿနာတွေရှိသလိုလမ်းဘေးကတရောင်းစားမှလည်းပိတ်ဆံပြဿနာတွေရှိပါတယ်ဝါရန်ဘက်ဖက်ရဲ့ပြဿနာကနင်းနေပေါ်ကောင်းတာပဲကွာတယ်ဘွားဆိုတာဒါပါပဲ ဘဝဆိုတာမဆုံးနိုင်တဲ့အခက်ခဲတွေဆက်ထားတာဟဲကောင်ပြဿနာတခုဖြေရှင်းလိုက်ရင်နောက်တစ်ခုလာမှာပဲအရက်ခွက်ကိုကင်ပြီးပန္နာကကျွန်တော်ကိုဆက်ပြောပါတယ်ခက်ခဲကင်းတဲ့ဘဝကိုမမျိုလင်းနဲ့မရှိဘူးပိုကောင်းတဲ့အခက်ခဲတွေများများရှိတဲ့ဘဝဖြစ်လာအောင်ပဲလုပ်ဟိဒီလိုပြောပြီးပန္နာဝတ်ဝဟာအရက်ခွက်ကိုစပွဲဖို့အသာရှအုတ်ထုတ်လေးဆောင်းပြီးထွက်သွားပါတယ်ပြိုးချွင်ရှင်းဆိုတာခက်ခဲတွေကိုဖြေရှင်းလိုက်မှရောက်လာတာပါ ဝမှာပြဿနာအခက်ခဲဆိုတာပုံမှန်ဖြစ်နေတဲ့အရာတွေပါဥပမာကျမ်းမာရေးပြဿနာကိုရှင်းရှင်းလို့အကစားလုပ်ဖို့ကြိုးစားတော့နောက်ဆက်တွဲအခက်ခဲတွေပေါ်လာပြန်ရောမနဲ့စိုးစိုးထားရမယ့်ပြဿနာရွှေတတိတိကြအောင်ကစားရမယ့်ပြဿနာကစားပြီးရုံမသွားခင်ရေအမြန်ရှိုးရမယ့်ပြဿနာစသဖြင့်အိမ်ထောင်ရင်းမှလည်းတူတူပဲ romantic dinner လေးမစားရတာကြာပြီတခါတော့သွားရအောင်ဆိုပြီး season အဲ့ဒီခါကြတော့လေ ဒင်နာကောင်းကောင်းစားဖို့ပိတ်ဆံကုန်မဲ့ပြဿနာ အရင်လိုရှိသေးရဲ့လားဆိုပြီးလူပြောအပြောစိတ်ကလေးပြန်မွေးရမယ်အခက်ခဲအင်းပြန်ရောက်တော့လေအရင်လိုအားရပါရရှစ်တလင်းဖို့စိတ်ခင်းနိုင်ပါမလားဆိုတဲ့ဒုက္ခဒုက္ခပြဿနာအခက်ခဲတွေဆိုတာဘရောမှရမသွားပါဘူးပုံစံပဲပြောင်းသွားတာပါပိုအဆင့်မြင့်သွားတာပိုကောင်းသွားတာပဲရှိပါတယ်ပြိုရွှင်မုန်းဆိုတာအခက်ခဲတွေကိုဖြေရှင်းလိုက်မှရောက်လာမှာပါ ဖြေရှင်းတယ်ဆိုတဲ့စကားကအရေးကြီးပါတယ် ဒုက္ခအခက်အခဲတွေကိုမဖြေရှင်းပေဒုက္ခအခက်အခဲတွေကိုမဖြေရှင်းပေထားတာမအခက်အခဲမှမရှိဘူးဆိုပြီးကိုကိုကိုညာထားတာတောကကိုလောင်စာကျွေးနေတယ်လို့ပါပဲဖြေရှင်းလို့မရတဲ့ပြဿနာတွေများလိုက်တာဆိုပြီးဘာမှမလုပ်ပေးထိုင်ပြီးခံစားနေရင်လေစိတ်ဆင်းရဲရမယ်ဒီတော့တကယ်နီးလန့်အမှန်ကခက်ခဲတွေကိုဖြေရှင်းဖို့ဖြစ်ပါတယ်ခက်ခဲကင်းတဲ့ဘဝကိုတိဆောက်ဖို့မဟုတ်ပါဘူးဒီတော့ပြိုရှင်ဖို့အတွက်ပြဿနာတစ်ခုခုကိုဖြေရှင်းဖို့လိုလာပါပြီ ဒါကြောင့်ပျော်ရွှင်ခြင်းဆိုတာဆက်တိတ်လုပ်ရမယ့်အလုပ်တစ်ခုဖြစ်ပါတယ်။ကုသိုလ်ကံကောင်းလို့အလကားနေပျော်နေမှာမဟုတ်ပါဘူး။ပျော်ရွှင်နည်းစာအုပ်တွေဖတ်ပြီးပျော်ရေဟေးကျွန်ုပ်ဒီနေ့ပျော်ရေဆိုပြီးပျော်လိုက်ရုံနဲ့ရပ်သွားမယ့်အရာမဟုတ်ပါဘူး။ပိတ်ဆံတွေပိုရှံပြီးအိမ်အကြီးကြီးထက်ဆောင်လိုက်ရုံနဲ့လည်းရမှာမဟုတ်ပါဘူး။ကို့အတွက်အစင်သင်းလေးဖြစ်အောင်လူများတွေက လက်ဆောင်လာပေးမယ့်အရာတွေလည်းမဟုတ်ပါဘူး။ပျော်ရွှင်ခြင်းဆိုတာအမြဲတမ်းပုံမှန်လှုပ်သွားရမယ့်အရာမျိုးဖြစ်ပါတယ်။ ခက်ခဲတွေကိုဖြေရှင်းမှ ပြုရှင်မှုရမှာဖြစ်တဲ့အတွက်တကယ်ပြုရှင်းရှင်ရင်မှန်မှန်ဖြေရှင်းသွားရမယ့်အခက်ခဲတွေကိုကြိုဆိုရပါမယ်မှန်မှန်ဖြေရှင်းသွားရမယ့်အခက်ခဲတွေကိုကြိုဆိုရမယ်ဒီနေ့ဖြေရှင်းလိုက်တဲ့ပြဿနာတွေဟာမနဲ့ပြန်အတွက်အခက်ခဲတွေထပ်ဖြစ်လာရင်ဖြစ်လာမယ်စစ်မှန်တဲ့ပြုရှင်မှုဆိုတာကိုတကယ်စိတ်ပါလက်ပါဖြေရှင်းရှင်တဲ့အခက်ခဲတွေကိုတွေ့သွားတာပါပဲတခါတလေတွေ့ရတဲ့အခက်ခဲတွေကရိုးရိုးလေးတွေ ဖြစ်ရင်ဖြစ်မယ် ဆိုင်ကောင်းကောင်းလေးမှစားရဖို့မရောက်သေးတဲ့နေရာကိုခီးထွက်ဖို့ဒီနေ့ဝေလာတဲ့ဂိမ်းခွေကိုအပြီးဆိုးဖို့စသဖြင့်တစ်ခါတလေကြိုက်ရင်တော့တိမ်မွေးခက်ခဲတဲ့ပြဿနာတွေလည်းဖြစ်နိုင်ပါတယ်။မိဘတွေနဲ့အဆင်ပြေဖို့ကိုကြိုက်တဲ့အလုံးမှအလုံးရဖို့ပေါင်းအသင်းတွေနဲ့ပိုဝေးမသွားဖို့ဘာအခက်ခဲတွေပဲဖြစ်ဖြစ်ပုံစံကတော့တူတူပါပဲ။ပြေလည်အောင်ဖြင်းရှင်းနိုင်ရင်ပြိုရမယ်။ဒါပေမဲ့လူတော်တော်များများကဒီလိုရိုးရိုးမတွေးနိုင်ကြပါဘူး။ ။ဘာဖြစ်လို့လဲဆိုတော့သူတို့မှာပြဿနာရိုးရိုးလေးတွေကိုနံပါတ်၁လက်မခံရှင်းလူတော်တော်များများကကိုယ်မှာအခက်အခဲတွေရှိနေတာကိုလက်ကို မခံတာပါ။အလုံးတသားရရာဖြောင်းဖြူးနေတယ်ဆိုပြီးကိုကိုကို ပြန်ညာတယ်။ခဏတာတော့အဆင်ပြေနေပေမဲ့ကြာလာတော့ကြောက်စိတ်၊စိုးရိမ်စိတ်တွေစိတ်ဖိစီးမှုတွေက အမိန်လိုက်လာပါတယ်။နံပါတ်၂အပြစ်တင်ရှင်းတချို့ကြတော့သူတို့ရဲ့ပြဿနာတွေဟာဘလို့မှ ဖြေရှင်းလို့မရပါဘူးလေဆိုပြီး စိတ်လျှော့ထားကြပါတယ်။ရှင်းလို့ရတဲ့ပြဿနာကိုလည်းတမင်မရှင်းဘူး။အခြားလူတွေကိုအပြစ်တင်မယ်၊ကံကြမ္မာကိုအပြစ်တင်မယ်၊တလောကလုံးကိုအပြစ်တင်မယ်။ဒါလေးခဏတာအတွက်တော့မသိတာပဲမယ်။ကြာလာတော့ဒေါသ၊မောဟပူလောင်မှုတွေနဲ့အထီးကျန်လာပါတယ်။ကိုယ်ပြဿနာကိုလက်မခံတာ၊အပြစ်တင်လွှဲချတာတွေများနေတာဘာမှမဆန်းပါဘူး။လွေတာကိုရင်ဆိုင်ဖြည့်ရှင်းတာလောက်မခက်ဘူးလေ။ဟင်းအင်းဆိုပြီးညင်တာလူများကိုအပြစ်တင်ရတာလွေလေးလွေတယ်။ နေလို့လေကောင်းမှကောင်းကိုဘာသာဖြည့်ရှင်းဖို့ကြတော့ပင်မန်းတယ်မဟုတ်လားဘူးတလုံးဆောင်အကုန်လွှဲရှနေလို့ထိုင်လို့ကောင်းတကယ့်အရှင်နေမှန်ကိုခဏမေးတာဒါကိုဆေးဆွေးသလိုကိုဆွေးတာပါပဲဆေးဆွေးတယ်ဆိုတာတကယ်ပြောတာပါဘိန်းဖြူမှဆွေးတတ်တာမဟုတ်ပါဘူးရိုလာကိုစတာစီးသလိုဖေးရိပ်သလိုအမေလိုက်သလိုယာယီခိတခဏတာရတဲ့ခံစားချက်မျိုးဒါလေးဆွေးတတ်တာပါပဲအပြိုအတွက်ပဲကောင်းပါတယ် အောင်မြင်ရေးပျော်ရွှင်ရေးစာအုပ်တော်တော်များများလည်းဒီလိုပါပဲတကယ့်ပြဿနာအရင်အမြစ်ကို ဖြေရှင်းဖို့တိတ်တွန်းတာနေပါတယ်ခဏတာအစဉ်ပြေသွားမယ့်နည်းတွေပဲများပါတယ်မှန်ရှိသွားရဲ့ငါစိတ်မညစ်ဘူးဟေဆိုပြီးအိုးသုံးရက်အတွင်းအောင်မြင်နီးရှက်ရှင်းပျော်နီးလက်ကျင်ခန်းတွေလို့ရှစ်မှပြောခဲ့တယ်လို့ပဲတကယ်ပျော်ပြီးသားလူဆိုတာမှန်ရှိမှကိုယ့်ကိုယ်ကိုပျော်တယ်ပျော်တယ်ဆိုပြီးပြောနေစရာမလိုပါဘူးခဏတာဖြည့်သိမ်းပေးတဲ့ခံစားချက်တွေက ကြာရင်ဆွဲတာပါပဲဒီဖြလန်းနီးတွေကို အာကော့လေးလေးဆေဆွဲတလို့ဆွဲလာလေလေပါတခါတလေဆိုကိစ္စမရှိပေမဲ့တကယ့်ယောဂါကိုမရှင်းပဲယာယီဆေးတွေပဲသုံးနေရင်တော့ယောဂါရင့်လာတဲ့အခါဘသူမှကင်နိုင်မှာမဟုတ်ပါဘူးခံစားချက်ဆိုတာထင်သလောက်အရေးမကြီးပါခံစားချက်ဆိုတဲ့အရာကျွန်တော်တို့အတွက်ဘာတွေကမှန်တယ်လဲမှားတယ်လဲဆိုတာကိုသိဖို့လောက်ပဲအသုံးဝင်ပါတယ်မိန်းတဲ့ကိုလက်ထိမိရင်ပုခနေဖြစ်သွားတဲ့ခံစားမှုကြောင့် နောက်တစ်ခါထပ်မလို့ရေတော့ပါဘူး။တယောက်တည်းဖြစ်နေရင်ခံစားရတဲ့အထီးကျန်မှုကြောင့်လူတွေနဲ့ဝေးစေတဲ့အရာတွေထပ်မလို့တော့ပါဘူး။ဒီခံစားချက်တွေဟာကျွန်တော်တို့ကိုဆုံးဖြတ်ချက်အစ်စ်တွေရှာဖို့တိုက်တွန်းမှုတွေတက်တက်သာဖြစ်ပါတယ်။ဒီလိုပြောရရင်ဆိုတာခင်ဗျားတို့ရဲ့ဝန်နေစရာအချိန်တွေကိုပိုပိုပြက်ပြက်ပဲထင်လို့ပြောတာမဟုတ်ပါဘူး။စိတ်ညစ်တယ်၊စိတ်ဆင်းရဲတယ်ဆိုတာအချင်းရသေးတဲ့ပြဿနာတွေရှိနေတဲ့အကြောင်းကိုဦးနှောက်ကတည်င်းပေါ်နေတာဒီလိုခံစားရရဆိုတာ တစ်ခုခုလှုပ်တင်နေပြီဆိုတာကိုအချက်ပြနေတာပါစိတ်ချမ်းသာစရာခံစားချက်တွေကြတော့လှုပ်တင်လှုပ်ထိတ်တာတစ်ခုခုကိုလုံနိုင်လို့စုပေးတယ်လို့ပဲစိတ်ချမ်းသာတဲ့အချိန်တွေဆိုခံစားချက်ကရိုးရိုးလေးရင်ဘာမှထက်လို့စရာမလိုဘူးဒါပေမဲ့အချိန်တန်တော့လေအရာအားလုံးလိုပဲဒီပျော်ရွှင်မှုကရောက်သွားမှာပဲလေခက်ခဲအစ်တွေကအလာအိုးမှာပါခံစားချက်ဆိုတာကျွန်တော်တို့ဘဝရဲ့အစိတ်ပိုင်းတစ်ခုပါညီမျှရှင်းရဲ့အပိုင်းအစတစ်ခုလောက်ပါပဲ။ နောက်ဆုံးအပြေတော့မဟုတ်ပါဘူးတခုခုကကောင်းတဲ့ခံစားချက်ပေးတာနဲ့တကယ်ကြီးကောင်းနေတာဟုတ်ရှင်မဟုတ်ပါမယ်စိုးစိုးရွားရွားခံစားရလို့လေတကယ်ဆိုးရှင်မဆိုးပါမယ်ခံစားချက်တွေဟာအချက်ပြမင်းတွေတက်တက်ပါပဲဒီကြတဲ့အပြေမဟုတ်ပါဘူးဒါကြောင့်ခံစားချက်မှန်သမျှကိုတအဲ့ကြီးယုံစားနေလို့မရပါဘူးဖြစ်နိုင်ရင်ခံစားချက်တွေကို အမြဲမေးခွန်းထုတ်နေသင့်ပါတယ်လူတော်တော်များများဟာခံစားချက်တွေကိုလူမုန်းရေးအယအုတ်ကိုရေးအယ ရင်ကျင်းမှုအရာထုတ်ဖို့ပြောက်ခွင့်မရကြပါဘူးအထူးသဖြင့်မကောင်းတဲ့ခံစားချက်တွေပေါ့ဒါပေမဲ့မကောင်းတဲ့ခံစားချက်တွေကိုတိုးဝှက်ထားတဲ့အတွက်အချက်ပြမင်းတွေကအလုံမလုံတိုးဘူးလေဒါကြောင့်လေဒီလိုလူတွေတော်တော်များများဟာအခက်ခဲတွေကြုံပြတ်ဖို့ပိုယုံကန်နေရပါတယ်အခက်ခဲတွေကိုမဖြေရှင်းနိုင်တော့ပြိုဖို့ဆိုတာလေမဖြစ်နိုင်ပါဘူးစိုးစိုးကပြောတော်တော်ပဲငါကျင်မုန်းဆိုတာအတုံးဝင်တယ်လေ အဖက်မှာကြတော့ခန်းစားချက်ကိုခူတုံးလုပ်ပြီးဖြစ်သမျှအကုန်ပုံချနေတဲ့လူတွေရှိနေပြန်ရောခန်းစားချက်ကြောင့်လောလိုက်တာဆိုပြီးလွှဲချတာမျိုးစိတ်အယမ်းဆိုးသွားလို့ကားမှန်လေးရိတ်ခွင်လက်မိတာပါဗျာဘလို့မှထိမရဘူးဒါမှမဟုတ်နောက်မိမှယူတာမယငေထားတာစိတ်ထဲမှာအပြောင်းအလဲလေးဖြစ်ရှင်လို့ပါဗျာစသဖြင့်စိတ်ခန်းစားချက်တက်တက်နဲ့လှုပ်လိုက်တဲ့ဆွန်ပြက်ရှဲဆိုတာများသောအားဖြင့်ဒလေးတွေဖြစ်နေတတ်ပါတယ်ဘဝလုံးကိုခန်းစားချက်တွေပေါ်မှာ တိဆောက်ထားတာဘသူတွေလဲသိလားသုံးနှစ်သားကလေးတွေအိမ်မှာမွေးထားတဲ့ခွေးတွေကြောင်တွေပါ စိတ်ခံစားချက်ကြီးကို အသေးအတန်အာကိုပြီးလောက်တာတွေဘာလို့မအောင်မြင်လဲဆိုတော့ခံစားချက်ဆိုတာကြာကြာမှမခံတာကိုဒီနေ့ပြောနေတဲ့ခံစားချက်ဆိုတာမလက်ပံအတိဆက်ပါလာဖို့တိတ်ခတ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကခံစားချက်အစ်စ်ကိုစက်တိတ်ရှာနေတာပါပြုရှင်မုန်းဆိုတဲ့ခံစားချက်နောက်စက်တိတ်လိမ့်နေရင်အတိတ်အစ်စ်ကိုလိုချင်တဲ့လောဘကမရက်တော့ပါဘူး အိမ်အစ်ကားအစ်အိမ်ထောင်အစ်ကလေးအစ်လက်ခအစ်နောက်ဆုံးကတော့ကြိုးစားခဲ့သမျှဘာမှအသိမထူးပါဘူးမလုံလောက်သေးဘူးလို့ပဲထင်နေမှာပါစိတ်ပညာရှင်တွေကဒါကိုခေါ်တာရှိပါတယ်ပျော်ရွှင်မှုအပြည့်စဲတဲ့ပြေးတဲ့စက်ပေါ်မှာလို့ပဲအမြဲတမ်းတော့ကြိုးစားနေတာပဲဘေးမှမရောက်ဘူးဒုံရင်းကဒုံရင်းပဲဒါကြောင့်ကျွန်တော်တို့ရဲ့ပြဿနာတွေဟာရှောင်ပြေးဖို့မသင့်တဲ့အရာတွေဖြစ်နေတာပါ ကိုအိမ်တော်ပဲဆိုတာ ကိုနဲ့အရန်ဖြစ်မဲ့သူ ကိုအိမ်ဟာကိုအမေးပြင်ဆင်နေရမယ့်နေရာကိုအကျိတ်ဆုံးအလုပ်ဆိုတာကိုကိုကိုပင်ပန်းစင်မဲ့အရာ အရာအားလုံးမှာယူတိုင်းယူတိုင်းပြန်ပင်းရမယ့်ဟာကပါလာပြီးသားစိတ်ချမ်းသာစရာမှန်သမျှစိတ်ညစ်စရာတွေနဲ့တွေးလာမှာပါပဲကိုရလိုက်သမျှတွေအကုန်လုံးဟာတချိန်မှာကိုဆုံးရှုံးရမယ့်ဟာတွေပါဆေးခါးခါးကြီးလိုတော့ဖြစ်နေတယ်လူတိုင်းကတော့ထာဝရပြည့်ရှင်မုန်းဆိုတာကိုတကယ်ရှိစေချင်ပါပါ ဒုက္ခမှန်သမျှကင်းဝင်းမဲ့နေရာကိုသွားရှင်တာရှိပါပဲ။ဘသူမဆိုဘဝမှာအရာရာကိုကျင့်တဲ့အားရစိတ်ချမ်းသာစွာဖြတ်သန်းရှင်တာပါပဲ။ဒါပေမဲ့မဖြစ်နိုင်ပါဘူး။ကိုဒုက္ခကိုရှာပါ။ဘဝမှာဘာတွေလိုချင်သလဲလို့မေးရင်ပြောရှင်တယ်။သာသာယာမိသားစုဘဝလိုချင်တယ်။ကိုကြိုက်တဲ့အလုပ်မှလိုချင်တယ်လို့ဖြင်မိသူအများသား။လူတိုင်းဒါပဲဖြစ်နေလို့ဘာမှတော့မထူးခြားတော့ပါဘူး။ပြောစရာတော့လူတိုင်းလိုချင်သား ဇိန်လင်းနဲ့ချစ်သူနဲ့စစ်ပူစရာကင်းတဲ့ဘဝမျိုးပိုက်ဆံလဲချမ်းသာဂုံတရေလေးရှိကိုယ်အခန်းတကားဖွင့်ဝင်လာရင်ကိုယ်အခန်းတကားဖွင့်ဝင်လာရင်မိုးဆက်တကိုးနဲ့ခွေလိုက်တဲ့ပင်လယ်လိုလူတွေကိုရှေးသွားစေရှင်တာလူတိုင်းလူရှင်တယ်လူရှင်တာဘာမှမခတ်ဘူးလွေလွေလေးကိုယ်စိတ်ဝင်စားဖို့ကောင်းတဲ့မေကွန်းဘရောမှကိုကိုကိုပြန်မမေးဖြစ်တဲ့မေကွန်းကဘဝမှာဘလို့ဒုက္ခတွေလိုချင်တယ်လေဘလို့ယုံကန်ခြင်းတွေကိုကြိုက်တယ်လဲဆိုတဲ့မေကွန်းပါ တကယ်လူဘဝနဲ့အထက်တူကြကိညီနဲ့မေကုန်းပါဥပမာယာဒူးကောင်းကောင်းယုံမာနေရကောင်းကောင်းနဲ့သိမ့်ပေါင်းများစွာသောလက္ခဏာရရှင်တဲ့သူတွေဒါတွေကိုလိုချင်ပေမဲ့တပတ်ကောနိုင်လျှောက်စီအလုပ်လုပ်ရတာတွင်ချုပ်ထွေးတဲ့အထက်လူကြီးတွေအောက်ကလူတွေနဲ့ဆက်ဆံရေးတွေယုံသွားယုံပြန်ကားပေါ်မှာအချိန်တွေကုန်ရတာတွေစာရွက်စာတမ်းတွေရှင်းရတာတွေယုံစည်းကမ်းလုပ်ငန်းစည်းကမ်းတွေအောက်မှာပြပြနေရတာတွေကိုကြတော့မလိုချင်ကြပါဘူးချစ်သူချိုးချိုးလှလှ ောင်မြင်တဲ့ဇုံတွဲဘဝကိုလိုချင်ကြပေမဲ့ဇုံတွဲတွေကြားကမကြည်ဖြူမှုတွေနားလေမှုလွဲတာတွေလက်တစိတ်ဒေါသတွေစိတ်ဆင်းရဲစရာသမီးရေးစားပြဿနာတွေကြတော့မလိုချင်ကြပါဘူးမလိုချင်တော့အဆင်ပြေအောင်အတင်းညှိမိနေလိုက်ကြရောနှစ်ပေါင်းများစွာတို့လို့တို့လို့အတွေးတွေနဲ့ဇဝေးဇဝါဆက်ပေါင်းကြကြလာတော့တခြားဘာရွေးစရာရှိသေးလေဆိုပြီးဖြစ်လာ။ကွာချင်းဖို့ရှင့်နေရှင့်မှာလက်မထိုးတော့မှဘလို့ဖြစ်တာလေဆိုပြီးစဉ်းစားမိ။ လွန်ခဲ့တဲ့နှစ်20လောက်ကလေးကမရှင်းပဲထားတဲ့ပြဿနာတွေစိတ်ရှုပ်ပြီးအဆင်ပြေအောင်နေခဲ့တာတွေခုမှကိုကိုကိုပြန်ပေါက်တဲ့အမွေဖြစ်လာတာမျိုးတွေမနှေးပါဘူးပျော်ရွှင်မှုဆိုတာဒုက္ခရဲ့အတိပွင့်ဖြစ်ပါတယ်မြေပေါ်မှာအလစ်ကျပေါက်တဲ့ပေါက်ပန်းဇေပန်းတွေမဟုတ်ပါဘူးစစ်မှန်တဲ့တည်မြဲတဲ့ပျော်ရွှင်မှုဆိုတာကိုကိုကိုတေးရရွေးထားတဲ့ဒုက္ခတွေကိုစီမံခန့်ခွဲနိုင်မှရမှာပါတယောက်တည်းစိတ်တက်ကြယောဂဝင်နေတာပဲဖြစ်ဖြစ်အထီးကျန်နေတာပဲဖြစ်ဖြစ် ကိုယ်တထေကနှိမ့်ဆက်လို့သိရှင်နေတာပဲဖြစ်ဖြစ်ဒီဒုက္ခတွေကိုလက်ခံပြီးစိတ်ပါလက်ပါဖြေရှင်းနိုင်ဖို့လိုပါတယ်ထွက်ပြေးလို့မရပါဘူးသူများလာကြတာကိုစောင့်နေလို့မရပါဘူးကိုလုံးကိုပေါလှရှင်နေဆိုပါစို့အာကစားယုံမာနိုင်ရောများစွာအနာခံအပင်ပန်းခံရမယ်ဒုက္ခကိုပါကြိုးဆိုနိုင်ဖို့လိုပါတယ်စားသမျှတောက်သမျှဟာတွေကိုပါတွက်ချက်ပြီးစားရမယ်အသေးစိတ်ဒုက္ခလေးတွေကိုပါကြိုးဆိုရမယ်ကိုယ်ပိုင်စီဝါရဲ့လှုပ်ရှင်နေစွန့်စားရမယ် ဒုက္ခကိုလက်ခံနိုင်မှရမယ်။မသေးချာမှုတွေထက်ကတက်ကရှုံးနေမှုတွေအာရုံပေါင်းရက်ပေါင်းများစွာရင်းပြီးအပြားမှပြန်မရပဲရှုံးသွားနိုင်တဲ့စိတ်ဆင်းရဲမှုတွေကိုပါပိတ်ထားနိုင်မှဖြစ်မယ်။ရှစ်သူလိုခြင်းနဲ့မိထောင်မှုတာယာခြင်းနဲ့ငင်းပယ်ခြင်းတွေသဘောထားကွေးလွဲမှုတွေစိတ်ဆင်းရဲစရာတွေသူများနောက်ပါသွားနိုင်တဲ့ဖြစ်နိုင်ခြေတွေဖုံးခေါ်တမ်းမကြားရတော့တဲ့အချိန်တွေကိုပါရှစ်တတ်ဖို့လိုပါတယ်။ကစားပွဲလိုပါပဲ။မကစားဘဲထိုင်နေရင်တော့ နိုင်စရာအကြောင်းမရှိဘူးလေအောင်မြင်မှုကိုဆုံးဖြတ်ပေးတာကငါသဘောကျတဲ့အရာတွေကဘာတွေလဲဆိုတဲ့မေးခွန်းမဟုတ်ပါဘူးငါလိုချင်တဲ့ဒုက္ခတွေကဘာတွေလဲဆိုတဲ့မေးခွန်းကသာအမှန်ပါဒုစရာတွေစီရောက်ဖို့ဖြတ်ရမယ်ဒုက္ခပင်လေပေါ့ဒီတော့ဒုက္ခတစ်ခုခုကိုတော့ရွေးဖို့လိုပါတယ်အမြင်ပန်းနေပွင့်လတွေတာနေလို့မဖြစ်ပါဘူးတာယာမုံဆိုတဲ့အဖြေကလွေလွေလေးရင်တကယ်စိတ်ဝင်စားဖို့ကောင်းတာကဘယ်ဒုက္ခကိုရွေးမလဲဆိုတဲ့မေးခွန်းပါ ဘလို့ဒုက္ခမျိုးကိုပုံမှန်ရင်ဆိုင်နိုင်မလဲတကယ်အရေးပါသလိုခက်လေခက်တဲ့မိကုံးပါဒီမိကုံးကသာကိုကိုတကယ်ရှေ့ကိုပို့မဲ့မိကုံးပါအမြင်တစ်ခုဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်မဲ့မိကုံးပါကိုဘလို့လူမျိုးလေးဆိုတာကိုသတ်မှတ်ပေးမဲ့အရာတခြားလူတွေနဲ့တကယ်ကွာခြားစေမဲ့အရာလေးဖြစ်ပါတယ်ငငယ်လေးကလေးကနေပြီးလူလက်ပိုင်းအထိကျွန်တော်အစောတော်ဖြစ်ရှင်ခဲ့မှုပါတယ်ရော့အစောကျော်တယောက်ဖြစ်ရှင်ခဲ့တာပါ ဂတာဆိုလို့ခမမိတ်တစ်ခုကြာတိုင်းမျက်လုံးမှိတ်ပြီးကျွန်တော်ကိုယ်တိုင်စင်ပေါ်မှာဖြိုးဖြင်းနေတာကိုမြင်အောင်ကြည့်ရတာလေအမောပါစင်အောက်ကလူတွေအယူအမူအားပေးကြကျွန်တော်ဂတာတန်တွေကိုယူမတက်ကြိတ်ကြပေါ့နိုင်ပေါင်းများစွာကိုစိတ်ကူးရင်တာဖြစ်နိုင်မဖြစ်နိုင်မသိဘူးဘရော့အဲ့ဒီလိုဖြစ်မလဲဆိုတဲ့မေးခွန်းပဲကျွန်တော်ခေါင်းထဲရှိခဲ့တာပါအကုန်စဉ်းစားပြီးသားပေါ့လေပိတ်ဆံတိုက်နိုင်မဲ့အချိန်အခွင့်အလန်းတာမဲ့အချိန်ကိုပဲစောင့်နေခဲ့တာဆိုပါတော့ ကြောင်းရင်ပြီးအောင်တက်မယ်ပိတ်ဆံစုမယ်ပြီးရင်အားတဲ့အချိန်လေးတွေချပြီးလစ်ကျင်မယ်ပြီးရင်ပထမဆုံးစီရီခွဲထုတ်မယ်ပြီးရင်ဘာမှမဖြစ်မလာဘူးလူငယ်ဘဝတလျှောက်လုံးသာစိတ်ကူးရင်ခဲ့တာတကယ်တော့ဘာမှဖြစ်မလာဘူးတော်တော်လေးကြာမှတော်တော်စဉ်းစားပြီးမှဘာလို့လဲဆိုတာသဘောပေါက်တယ်တကယ်မှမလို့ရှင်ခဲ့တဲ့ဟာကို နောက်ဆုံးရောက်မဲ့နေရာကိုပဲတာယာစိတ်ကူးရင်ခဲ့တာလေစင်ပေါ်မှာပြိတ္တတွေရှိမှာရုတ်ဆရာကြီး ။တရှင်တွေအားရပါရဆိုရောကာကြီးပေါ့ဒါကောပဲစဉ်းစားตายရခဲ့တာ။အဲ့ဒီလိုဖြစ်ဖို့လောက်ရမဲ့လမ်းစဉ်ကိုတွေးပြီးကြိတ်ခဲတာမဟုတ်ဘူးလေ။ဒါကြောင့်လည်းဖြစ်မလာတာပါ။တကယ်လေဘာမှမေမေရရမကြောစားဖြစ်ခဲ့ပါဘူး။နေတိုင်းလက်ကျင့်ရမဲ့ဒုက္ခဖွေသားတွေရှာပြီးတရှင်တက်ရမဲ့ပြဿနာတွေချိုးပြေဖို့နေရာတွေလူတွေနဲ့လိတ်ရှိရမဲ့ပင်ပန်းမှုန့်တွေလာကြည့်တဲ့သူတွေကကိုကိုကေးရဲမဲ့စိတ်ဆင်းရဲစရာတွေ ဂီတာကျိုးတွေပြက်မယ်ဒရန်တွေပေါက်မယ်စပီကာတွေအစ်စ်လေးရမယ်ကားမရှိပဲပစ္စည်းတွေကိုတပွဲကနဲ့တပွဲတင်ရမယ်ဒါတွေကအိမ်မက်တွေကတုံးဘိုးကိုတက်ရမယ်လမ်းကျန်းတွေမဟုတ်လားဒါပေမဲ့တို့တို့ကြီးကြာမှကျွန်တော်သဘောပေါက်ခဲ့ပါတယ်တောင်ထိပ်ကအရာကိုပဲမတ်နေတာပါတုံးဘိုးတက်ဖို့စိတ်ကူကြတော့မရှိခဲပါဘူးပုံမှန်လူတွေပြောနေကြစကားနဲ့ပြောမယ်ဆိုရင်ဒီကောင်ဖြစ်မလာဘူးပေါ့ကြိုးစားရှင်စိတ်မှမရှိတာပါရမီလည်းမပါဘူး အိမ်မက်တွေကိုအကောင့်တင်မဖို့နိုင်တဲ့အကောင်ဇွေးမရှိတဲ့အကောင်ပတ်ဝန်းကျင်ဖိနှိပ်တာကိုမခံနိုင်တဲ့အကောင်ဇာမရှိတဲ့အကောင်ဘာညာပေါ့ဒါပေမဲ့တကယ်အဖြစ်မှန်ကရိုးရိုးလေးပါရိုးလွန်းလို့ပြင်းစရာတော့ကောင်းပါလေတကယ်ကကျွန်တော်လိုချင်နေထင်ခဲ့တာကိုကမှားနေခဲ့တာပါလိုမှမလိုချင်တာဒါပါပဲသူ့ကိုပဲလိုချင်တာပါယုံကန်ရမယ့်ဟာတွေကို မလိုချင်ခဲ့ပါဘူးနောက်ဆုံးမှာအနိုင်သာရချင်တာတကယ်ရှဆိုတော့မချရှင်ဘူးလေ ဘဝဆိုတာအဲ့ဒီလိုလုံးလို့မရပါဘူးကိုဘသူလေးဆိုတာကိုဘလိုရုံးကံမှုမျိုးကိုလိုရှင်လေးဆိုတာနဲ့သတ်မှတ်ပေးပါအာကစားခမ်းမမှာပင်ပင်ပန်းပန်းရုံးကံနေရတာကိုကျင်နဲ့တဲ့သူတွေပဲတမ္မာတဲ့အာကစားသမားတွေကိုလုံးလှတဲ့သူတွေဗလကြီးသူတွေဖြစ်လာမှာမဟုတ်လားဒီလိုပဲအလုတ်ကိုပင်ပင်ပန်းပန်းလို့ကွန်မြူနီစီကန်ရှုပ်ရှုပ်တွေကြားမှာစိတ်ပင်ပန်းနေရတာကိုကျင်နဲ့နေသူတွေကသာထိတ်ဆုံရောက်ကုန်တာပါ ဘဝရဲ့ပင်ပန်းမှုတွေခက်ခဲမှုတွေကိုပျော်ပျော်ကြီးလက်ခံတဲ့သူတွေကသာတကယ့်အောင်မြင်မှုရနိုင်တာပါအနာခံမှအသာဆန်ရမယ်ဆိုတဲ့စကားပုံကိုအစ်စ်လုံးနေတာလည်းမဟုတ်ပါဘူးဒါဟာအယိုးရှင်းဆုံးအလွေဆုံးခြေခံအကြဆုံးစိတ်ပိုင်းတစ်ခုတသက်ပဲပြဿနာတွေဒုက္ခတွေဟာပျော်ရွှင်မှုရဲ့အခြေခံတွေဖြစ်ပါတယ်လုံရင်လုံရင်ကိုရွေးရတဲ့ပြဿနာတွေဟာနင်းနေပိုကောင်းတဲ့နင်းနေလေးပိုတာတဲ့ယုံကံမှုတွေဖြစ်လာတာပေါ့ ဘရောမှမဆုံးတဲ့လှေကားလိုပါပဲတနေရာရာရောက်ရင်တော့ရက်မေဟေလို့ထင်သားရင်မှားတော့မှားနေပြီဘာဖြစ်လို့လဲဆိုတော့ပြွှွှင်မုံဆိုတာအဲ့ဒီလှေကားကိုတထိရှင်တက်ရတဲ့အရသာပဲလေအခန်းနှစ်ကိုအဆုံးထိနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်စာအုပ်ပြီးတဲ့အထိနောက်အခန်းလေးတွေကိုလည်းဆက်လက်တင်ဆက်ပေးမှာမို့ The Book Reader YouTube Channel မှာတင်သမျှကို အမြင်မပြတ်နားဆင်နိုင်ရန် YouTube Channel လေးကိုလည်း Subscribe လုပ်ပေးကြပါအောင်ခင်ဗျာ